ရှိရှိတုန်းကလူသားနဲ့မတည်နိုင်တဲ့နရှိုင်းလာတဲ့မီယာကဘာတစ်ခုရှိပါတယ်။ဒီကဘာကိုနီယာဝနာလို့ခေါ်ပြီးငကားမင်းကြီးအုပ်စိုးခဲ့ပါတယ်။သူကကြောက်စင်းတံခရီကိုသူ့ရဲ့ခနာကိုတစ်ခုလုံးကိုကြောက်စင်းတံကိုပတ်ဝိုင်းထားပါတယ်။မိခိုးရောက်မြက်လုံးမြောက်နဲ့နှစ်ပေါင်းထောင်ချီပြီးအိပ်ပျော်နေခဲ့ပါတယ်။သူနိုးလာတဲ့အခါတိုင်းမြေကြီးတွေကိုချက်ချင်းတုံလုတော့ပါတယ်။အထက်ကဘာပေါ်တွင်အီလီယန်လူနာမည်ရှိတဲ့ရဲရင်တော်တောသားတယောက်နေထိုင်ပါတယ်။ သူဟာတောအုပ်ကြီးကိုအကျိုက်နစ်တဲ့လူတစ်ယောက်ဖြစ်ပြီးသူဟာတောနဲ့ထဲကတရိษတ်များစွာနဲ့သူ့တင်ငယ်ချင်းတွေဖြစ်ကြပြီးတောနဲ့ထဲကိုနေထိုင်ပါတယ်။ဒီနေ့မှသူကကျေးဇူးရှင်တစ်တော်ထဲကတကြီးနာမောင်ကျန်းဖြစ်လာပြီးကုသအရင်မထစ်နိုင်လိုအပ်နေတဲ့မိုင်းညို့စီဒီစေးပင်ကပျောက်ဆုံးနေတဲ့အစိတ်တစ်မျိုးဖြစ်ပါတယ်။ဒီစေးပင်ဟာနီယာဝနနဂါမင်းရှိတဲ့မြေအောက်ကဘာမှာပဲရှိပါတယ်။မြေအောက်ကဘာဟာနေရောက်သွားတဲ့လူတွေကရှေးဟောင်းစာရွက်စာတမ်းများထဲမှာလေးရေးထားပါတယ်။ အီလီယန်ဟာမြေရောက်ကဘာကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာတောင်ချေရင်းကွက်ကြားထဲမှာခြောက်နှက်ကြီးထဲကိုဆင်းသွားခဲ့တယ်။အောက်ခြေကိုရောက်တဲ့အခါကြောက်စိမ့်တောင်တက်များမိပွားများလှုပ်ထုံနေသောမြင့်များကိုမြင်တွေ့ရပါတယ်။ထူဆန်းသော အလင်းရောင်များထွက်နေပါတယ်။မှုပင်များရွှေရောင်ပန်းများကသူ့ကိုကြိုဆိုနေပါတယ်။သို့တော့နဂါမင်းနီယာဝနနေရာတဲကိုချင်းကဲ့ရောက်မလွယ်ကူပဲ။ခြောက်ကမ်းပါသူလျှောက်သူလျှောက်ဖွေနေစေပါ။ညိုမိုက်နေသောအလင်းတန်တစ်ခုကိုတရီထားမိပါတယ်။ ချင်းကက်ကြည့်တော့ကနတ်သမီးတပါကြောင်လဲတုံကြီးတဲကထွက်လာတာကိုတွေ့လိုက်ပါတယ်။သူ့နာမည်ကမာလီယာလို့ခေါ်ပြီးနတ်လောကမှာမေယောကဘာကိုလေးလာတဲ့သူဖြစ်သည့်ဒါကြောင့်ဒီကိုစောင့်ရတဲ့နတ်သမီးဖြစ်ပါတယ်။သူမဟာခြေချင်းမှကြောက်ဆူကလေးလေးစူးနေသဖြင့်လက်မလျှောက်နိုင်တော့တာ။ကျွန်တော်ကူညီပါရစေလို့အီလီယန်ကပြောပါတယ်။ဂီယူဆိုင်ကြောက်ဆူကလေးတွေကိုထုတ်ယူပေးခဲ့ပါတယ်။ကျေးဇူးတင်ပါတယ်ရဲရင်တို့လူသား။မာလီယာလူနာကပြုံးဖြတ်ပါတယ်။ ကျမကိုကူညီတဲ့အတွက်ကျေးဇူးဆက်ချင်ပါတယ်လို့ပြောပြီးနတ်သမီးဒီမြေအောက်ကပတ်ကိုတည်တလာလို့အီလီယန်ကမေးလိုက်ပါတယ်။သိပါတယ်ကျမကဒီနာမကြခဏလာပါတယ်လို့ပြောလိုက်ပါတယ်။တင်ဘာကိုရှာနေတာလေလို့မေးလိုက်ပါတယ်။အီလီယန်ကမိုင်းညိုဇေဘင်အကြောင်းကိုရှင်းပြခဲ့တယ်။မာလီယာဟာခုံညင်ပြီးဒါပေမဲ့ဒီဇေဘင်ပေါက်တဲ့နေရာဟာနဂါမဲနီယာဝနော့ရဲ့အိယာခုံရဲမှာပါလို့သူ့ကိုနှိုးမိခြင်းအန်ဒီရဲ့ခေပါတယ်လို့တတိပေးခဲ့ပါတယ်။အီလီယန်ဟာစိတ်သက်ခိုင်မာမှုကိုမြင်တွေ့တော့အခါ နတ်သမီးကသူမတတ်နိုင်သောနတ်ဆေးမင်းခွေဝေတီတီငက်လေးကိုခေါ်ပေးခဲ့ပါတယ်။ဒီကက်လေးကအတန်မပီတာတော့လေ။ငကားမင်းရဲ့နားလေးကိုဝင်ရောက်ပြီးအိပ်ပျော်နေစေနိုင်သောနတ်တင်သားတိုင်းကိုစုံနိုင်ပါတယ်။သူတို့သုံးဦးကအတူတကွာငကားမင်းကိုကြောက်ကူးကြီးစီတို့ခြိတက်သွားကြပါတယ်။ကိုယ်ထဲမှာငကားမင်းနီယာဝန်နိုင်ရဲ့ခနာကိုအစိပ်ပိုင်းဖြစ်ကြောက်စိမ့်တောင်ကြီးကိုရစ်ပက်ကဟောင်းတန်ကြီးများကိုအိပ်ပျော်နေပါတယ်။သူဟာခေါင်းရင်မှာ မီလီယံပြီးနေရနေတော့ပန်းပွင့်များဖြစ်ဖူးပွင့်မေလာက 7ကပေါက်နေပါတယ်။ဒီပန်းများဟာအလင်းရောင်ကိုမှန်းယို့ညှို့ဖြစ်လွတ်လွတ်သွားနေပါတယ်။တီတီငှက်လေးဟာငကားမန်းရဲ့အေယာနာရင်ထက်ကိုဝင်ရောက်ပြီးတာယာနာထောက်လို့ကောင်းတဲ့တခြင်းတန်ကိုစိုးပါတော့တယ်။ငကားမန်းလည်းအိမ်ဟောင်းတန်ကိုတဖြည်းဖြည်းပို့မိုးနှရှင်းသွားခဲ့ပါတယ်။အီလီယန်ဟာလည်းခြေဖျားထောက်ပြီးတတိရှိရှိဖြင့်ချင်းကပ်သွားခဲ့ပြီးစေးပင်ရုံမှပန်းလက်ကွင်ကိုဂီဦးဆိုင်ခူးယူခဲ့ပါတယ်။သူဟာပြန်လဲပြေးရန်ပြင်ဆင်တော့မှနေသမီးလူနာကငကားမင်းရဲ့မျက်လုံများကြီး လှုပ်ရှားလာတာကိုသတိထားမိခဲ့ပါတယ်။သုံးဦးလုံးဟာဂူထဲကအကင်ကိုအပြေးအလွှားထွက်သွားကြပါတယ်။နောက်မှလိုက်လာတဲ့ငကားမင်းကိုဟိန်တန်ကြီးကကြောက်ကူးကြီးကိုတုံးလှုပ်ခဲ့ပါတယ်။တီတင်ကိုက်လက်တချင်းဆန်ကြောင့်ငကားမင်းကိုပြန်လည်ဤပြော့သွားခဲ့ရပါတယ်။မြေချင်းဘော်ကိုပြန်လောက်တဲ့အခါအီလီယန်ကနတ်သမီးကိုဂျေဇူးတင်စကားပြောပြီးထွက်သွားလိုက်ပါတယ်။နတ်သမီးကပြုံးပြပြီးဂျေဇူးပြန်တင်တာကတင်ပါပဲ။တင်ဟာအခြားသူအတွက်ဆွန့်လွတ်လုံဆောင်နိုင်တဲ့စိတ်နှလုံးဟီဒီကိုပြောသားခဲ့လို့ပါ။ လက်လောကစီတို့ပျောက်ွယ်သွားခဲ့တော့ပါတယ်။အီလီယန်ဟာဆေးဖက်များကိုဂျေဇူးရှင်တစ်တော်တကြီးကိုကူးတော်ပေးနိုင်ခဲ့ပါတယ်။သူဟာမကြာခဏဆူတိုင်းမြေအောက်ကပါစီတို့လှမ်းမြောက်ကြီးမိတတ်ပြီးနဂါမင်းကြီးနဲ့ကီတီတော်နဲ့တမီလေးចောင်းကိုအိမ်မထဲမှာရှိနေခဲ့ပါတယ်။